ရှင်ရကုတ်ဩရစာအခန်းနှစ်စာပိုင်27ကနေအောက်ပိုင်းဖတ်ပါမယ်ငါတို့အဘအဗျံဒီမိမိသားဣဇက်ကိုရစ်ပလင်ပေါ်မှာတင်လူပူဇော်တော့အခါအကျင့်အာဖြင့်ဖြောက်မရတော့ရောက်ဒီမဟုတ်တော့ယုံကြည်ခြင်းသည်အကျင့်နဲ့တူ ပြုပြင်၍အကျင့်အာဖြင့်စုံလင်သည်ဟုသိမြင်ရကြ၏အာဗျံဒီဖျားသခင်ကိုယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူသည်ဟူသောကျမ်းစကားပြည့်စုံလေ။အာပြန်သည်လည်းဘုရားသခင်အရွှေဟူ၍ခေါ်ခြင်းကိုခံရ၏လို့ပြောတာတွေ့ရတယ်။အဲ့တော့အာပြန်ကနော်ဘုရားသခင်ကိုယုံကြည်တဲ့အခါမှာအဲ့ဒီယုံကြည်ခြင်းကိုဘုရားသခင်ကကြည့်ပြီးအာပြန်ရဲ့ဖြောင့်မတ်ခြင်းကဲ့သို့မှတ်ပေးတယ်ဆိုတာကကပ္ပဝချံအခန်း15စာပိုက်6မှာဖြစ်ပါတယ်။ ဆရာကတော့ခုနအစ်စကိုမပူစော်သေးဘူးပြောချင်တာကဘာအကျင့်ကောင်းမှ သူမလုပ်ဘူးသေးဘူးဒါပေမဲ့အဲ့ကရဲကဖျားသခင်ကဖြောင်းမှတ်တယ်လို့သတ်မှတ်တယ်ဘာဘက်ကြည့်တယ်လဲဆိုတော့သူ့စိတ်နှလုံးကိုပဲကြည့်တယ်ဖျားကိုယုံတယ်ငါ့ကိုယုံတယ်ဆိုတော့အဲ့ဒီယုံကြည်ခြင်းကိုဖျားကအဲ့ဒီယုံကြည်ခြင်းတစ်ခုကိုပဲကြည့်ပြီးဖျားသခင်ကဖြောင်းမှတ်တယ် သတ်မှတ်တာဖြစ်ပါတယ်ပြီးရင်သူကအထက်ကကျွန်တော်ဖတ်တဲ့အင်းဆက်ကိုပူဇော်တယ်အဲ့ဒါကြောင့်အဲ့ဒီယုံကြည်ခြင်းဟာအကျင့်အဖြစ်ဆုံးလင်းတယ်အဲ့ဒါကြောင့်အကျင့်အဖြစ်ဖြောက်မရသူရောက်တယ်လို့ပြောတယ်အဲ့ဒါကဘယ်တော့မှဖြစ်တာလဲဆိုတော့ကပ္ပဝချံအခါ20နှစ်ကြာမှဖြစ်တာကပ္ပဝချံခါ20နှစ်မှာ ဘုရားသခင်ကအာဗျံကိုစုံစားနိုင်နေတဲ့သူ့သားဣဇက်ကိုတောင်းတယ်အာဗျံကလည်းသားဣဇက်ကိုပူဇော်တယ်နော်ပူဇော်ဖို့လုပ်တယ်ပေါ့အဲ့ဒီခါကျရင်သူကဒီကျမ်းစာရှင်းပြတာကကျမ်းစကားပြည့်စုံတယ်အဲ့ကျမ်းစကားကအခန်း၅ကကျမ်းစကားဖြစ်တယ်သူယုံကြည်ခြင်းကိုဖျက်မှတ်ခြင်းကတော့မှတ်တယ်လို့ပြောတဲ့အတိုင်းတကယ် အဲ့ဒီယုံကြည်ခြင်းဟာနော်လက်တွေ့ဟာလားအကျင့်ကျင့်တဲ့ခါမှာပြည့်စုံတယ်ဒါကြောင့်ဖြောင့်မတ်ခြင်းနှမျိုးဒီမှာတွေ့ရတယ်တစ်မျိုးကတော့ယုံကြည်ခြင်းအဖြစ်ရတဲ့ဖြောင့်မတ်ခြင်းနောက်တစ်မျိုးကတော့အကျင့်အဖြစ်ရတဲ့ဖြောင့်မတ်ခြင်းဒါလို့တွေ့ရပါတယ်ပေါ့နော်အဲ့တော့ယုံကြည်ခြင်းအဖြစ်ရတဲ့ဖြောင့်မတ်ခြင်းကိုကြည့်မယ်ဆိုရင်တော့သူကဘုရားကယုံကြည်ခြင်းစိတ်တစ်ခုပဲကြည့်တာဖြစ်တယ် အဲ့ဒီခါမှာအာဗျံအသက်တာကိုကျွန်တော်လှိတာတဲ့ခါမှာနော်ဒီဒီအိုရီမြို့ကနေထွက်လာတယ်နော်ထွက်လာပြီးတော့မှအိဇက်ကိုရတယ်အထိနော်သူ့ရဲ့တသက်မတည်ငြိမ်ပါဘူးဒါပေမဲ့ဘုရားကပဲသူမစုံလင်တော်လဲဟာလာမပြည့်စုံတော်လဲအန္တချက်ရှိတော်လဲဘုရားကပဲဖြစ်ပေးတယ်တောက်လျှောက်အပြစ်မတင်ဖြစ်ပေးတယ် သူတို့တွေ့ရတယ်အဲ့ဒါကယုံကြည်ခြင်းအဖြစ်ရတဲ့ဖြောင့်မတ်ခြင်းအပြင်ဒါမဲ့အကျင့်အဖြစ်ရတဲ့ဖြောင့်မတ်ခြင်းကတော့အိဇာကိုပူဇော်ပြီးတဲ့နောက်ပိုင်းတောက်လျှောက်မှာအပြင်အသက်တာလုံးဝတည်ငြိမ်သွားတယ်ကောင်းချင်းနဲ့ရှန်ထွက်နေတယ်ဆိုတော့တွေ့ရတယ်ဟောဒါကြောင့်ဒီကျွန်တော်အသက်တာမှာလည်းနော်အပြင်ရဲ့ဖြောင့်မတ်ခြင်းနှစ်မျိုးရှိတယ်လို့ပဲကျွန်တော်ယုံကြည်သူတက်တာမှာလည်းဖြောင့်မတ်ခြင်းနှစ်မျိုးရှိပါတယ် အဲ့တော့ပရမပိုင်းကတော့ယုံကြည်ခြင်းအဖြစ်ရပြတဲ့ဖြောင့်မတ်ခြင်းယောမခန်လေးစာပိုင်း၅မှာအကျင့်မရှိသောသူမိဒီကမတရားသောသူအပြစ်ကိုဖြေသောသူကိုယုံကြည်လင်သွေးယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကတော့မှတ်လျက်ရှိ၏။ဟောယေရှုကိုကျွန်တော်ယုံတာနဲ့အပြန်လိုပဲကျွန်တော်လည်းဘာဖြောင့်မတ်ခြင်းကောင်းသောအကျင့်မှမကျင့်မီကလေးကဖျောက်ဖြောင့်မတ်တယ်လို့သတ်မှတ်လိုက်တာဖြစ်ပါတယ်။ဒါကလတိခံ၅၄ 3စာပိုက်73 14ကိုကြည့်မယ်ဆိုရင်တင့်ရတရားအဖြစ်ဘယ်သူမှဖြောင့်မတ်သူမရောက်ဘူး။ဒါကြောင့်ယေရှုကနော်တက်တိုင်မှာဆွဲထားခြင်းခံရတော်သူခြင်းချင်းကိုခံရတော်သူကျမ်းစာလာတဲ့နေ့ကြီးနော်ခရစ်တော်ကငါတို့ရဲ့ပညာတရားခြင်းချင်းကိုခံပေးတယ်။အရာကပါလဲစာပိုက်14မှာဆိုရင်တော့အာဘရဲ့ကောင်းချီးမင်္ဂလာတပါးမျိုးသားမှာတက်ရောက်တယ်။အဲ့ဒါဘယ်လိုတက်ရောက်လဲဆိုတော့ ယေရှုကိုမိမိကယ်တင်ရှင်ဖြင့်ယုံကြည်ခြင်းအပြင်အပြားကောင်းကြီးကတန်ရှင်သောဝိညာဉ်တော်ခံရပြီးပြည့်စုံတယ်။ပြောတာတွေ့ရတယ်။ဒါကျွန်တော်နော်ဖြောင့်မတ်ခြင်းယုံကြည်ခြင်းအပြင်ရတဲ့ဖြောင့်မတ်ခြင်းဖြစ်တယ်။ကိုယ်လှုပ်တာတခုမှမပေါ်ယေရှုလှုပ်တာကိုကျွန်တော်ယုံကြည်တာဖြစ်တယ်။နော်အဲ့ဒီခါမှာကျွန်တော်အသက်တာကနော်ဒီနေ့ လောကီတာနဲ့ဖယားတာဖြစ်သွားတယ်ငရဲတာနဲ့ကောင်းကင်တာဖြစ်ပြောင်းလဲသွားပြီမဲ့ဒီလောကမှာကျွန်တော်ရှိတဲ့အခါမှာအပြန်ကြည့်လို့ပဲကျွန်တော်ဟာနော်ဟိုတန်ရှင်းချင်းတတမရှိတတ်သေးဘူးစုံလင်ချင်းတတမရှိတတ်သေးဘူးနော်မျိုးမျိုးပဲကျွန်တော်အားနဲ့ချက်မျိုးမျိုးနဲ့ရှေ့ပြီမဲ့ဖယားကပဲတောင်းဝန်ယူသွားတယ်နော်အဲ့ဒီအချိန်မှာစုမတောင်းရင်လည်းဖယားကပြင်ဆင်ပေးလက်ရှိတယ်ဆိုတော့တွေ့ရတယ်ဒါပေမဲ့အတ္တတာက အချိန်တန်လို့ရင့်ကျက်လာတာနဲ့အမြတ်ကျွန်တော်တို့ကဘယ်အဆင့်ကိုတက်လန်းလာလဲဆိုတော့ခုနအာပြန်ခဲ့သူပဲအာပြန်ကကပောက်ချန်ခါ15မှာသူ့ရဲ့ယုံကြည်ခြင်းဖြောင်းမခြင်းကတော့မှတ်တယ်အခန်း22ရောက်တော့အချင်းအချင်းဖြောင်းမတော့သူဖြစ်လာတယ်ကျန်းစကားပြည့်စုံသွားတယ်ဒီတိုင်းမှာပဲကျွန်တော်တက်တာမှာလဲအချင်းအချင်းကျွန်တော် ဖြတ်မှတ်တော်သူဖြစ်ဖို့အတွက်ကျမ်းစကားပြည့်စုံဖို့အတွက်ဘုရားသခင်လိုရှိပါတယ်အဲ့ဒါကတော့ယုံကြည်တဲ့တိုင်းလက်တွေ့နာခံလက်လျှောက်ခြင်းအတ္တဖြစ်ပါတယ်ဒါမျိုးလေးကျွန်တော်တည်ဖို့လိုပါတယ်အာပြန်ကတော့အကျင့်အဖြစ်ဖြတ်မှတ်ခြင်းတို့ရောက်တဲ့အခါမှာဘုရားသခင်အဆွေလို့ခေါ်ပါတယ်နော်အဆွေလို့ခေါ်ပါတယ်ကျွန်တော်လည်းဒီယောဟန်ခါ15ဟိုစာပိုက်16 ။နောက်မှကြည့်မယ်ဆိုရင်တော့ယေရှုကအဆွေးလို့မင်းတို့ကခေါ်တယ်တဲ့။နော်အဲ့ဒါပါလဲဆိုတော့ယေရှုရဲ့စကားကိုနားထောင်နော်ယေရှုနဲ့တည်ခြင်းအဖြစ်ရတဲ့ဟာလားကောင်းကြီးဖြစ်ပါတယ်။အဲ့တော့အာပြန်ကတော့ဒီနေ့သူ့ရဲ့အခြင်းအဖြစ်ပြမချင်းရတဲ့ခါမှာသူတက်တာတည်ရင်သွားတယ်ရင်းချက်သွားတယ်တောက်လျှောက်သူအောင်မြင်သွားတယ်ဆိုတော့တွေ့ရတယ် တိုင်းမှာပဲကျွန်တော်တို့လည်းဒီနေ့တရှနာဝိညာဉ်တော်ကျွန်တော်ခံရတဲ့ခါမှာတရှနာဝိညာဉ်တော်ကကျွန်တော်ကိုဘုရားစကားနားထောင်အောင်တုံသင်လမ်းပြมาဖြစ်ပါတယ်အဲ့တော့အဲ့လိုနားထောင်ခြင်းအဖြစ်ရတဲ့ဖြောင့်မတ်ခြင်းရှိမှဒါကျွန်တော်ပေါ်မှာကျွန်တော်ယုံကြည်သောအဖြစ်ရတဲ့ဖြောင့်မတ်ခြင်းဖြောင့်မတ်တယ်ဆိုတဲ့အကျဉ်းစကားပြည့်စုံမှာဖြစ်ပါတယ်ဆိုကြပါစို့ အဖက်ခန်း6စာပိုက်1နှစ်3မှာသားသမီးတို့သခင်ပြအလိုတော်နဲ့ညီမိဘစကားနားထောင်ကြတော့မိဘစကားနားထောင်ခြင်းမှုတွေတရားတော်မှုဖြစ်မိဘကိုယူသေးစွာပြုတော့ဤပြည့်ညက်ဒီကပြည်တော်၌ကောင်းစား၍အသက်တာရှင်မြေအကြောင်းနဲ့ဆိုင်တော်ပရမပြည့်ညက်လို့ပြောတယ်ဆရာဒီဖြောင့်မှချင်းကြတော့သူကအဲ့ဒီကျမ်းစကားကိုယုံပြီးလက်တွေ့နာခံလက်လျှောက်တဲ့အခါမှာ ဖြောင့်မတ်တယ်လို့တတ်မှတ်တာဖြစ်ပါတယ်ဆိုတော့ဒီဖြောင့်မတ်ခြင်းကြတော့ကိုလိုက်လျှောက်တဲ့အပေါ်မှာဖြောင့်မတ်ဖြောင့်မတ်သွားတာအယုံကြည်ချမ်းဖြစ်ရတဲ့ဖြောင့်မတ်ခြင်းကြတော့ငရဲကလှုပ်ဖို့ကောင်းကင်ဘုံရောက်ဖို့ပြီးစီးဖြောင့်မတ်ပြီးပြီနော်ကောင်းကင်ဘုံမရောက်ခင်မှာဒီလောကမှာရှေ့စိန်မှာအကျင့်အပြင်ဖြောင့်မတ်ခြင်းကြတော့ကျင့်ဖြောင့်မတ်စရာများစွာရှိတယ်ပေါ့ခုနအေဖက်ခန်း၆စာပတ်တင်းတဲ့တော့ မိဘစကားနားထောင်မဲ့ယူသူပြုတ်မဲ့ဆိုရင်ဖြောက်မှချင်းနော်ဖြောက်မှတော့သူဖြစ်တယ်အကျင့်အဖြစ်ဖြောက်မှတယ်လို့ခေါ်တယ်တော့ရကြိုးရပါလဲပြီးတော့မှကောင်းစားမယ်အသက်တာရှင်မယ်ကြားမှာမယ်ပေါ့အတိတ်ပဲကတော့ဒါလို့ရှိပါတယ်နောက်ဖြောက်မှချင်းဖြောက်မှချင်းနေတော့အများစွာရှိတာပေါ့နော်ဖျားစကားကိုနားထောင်တိုင်းနားထောင်တိုင်းမှာဖြောက်မှချင်းတစ်ခုပြီးတစ်ခုရတယ်အဲ့ဒါကိုဖြောက်မှချင်းပါရမီလို့ခေါ်ပါတယ် ။ဒါကြောင့်ဓမ္မမစ်ဆွေဒီနေ့သင်ဟာယေရှုကိုမိမိကယ်တင်ရှင်ဖြစ်ယုံကြည်တဲ့နေရာစပြီးဖျားခင်ဖျက်မှတ်တယ်လို့တမပါရခမရအာရာကျန်စကားဖြစ်ပါတယ်။ကောင်းကင်နိုင်ငံရောက်ဖို့အပီးစီဖျက်မှတ်ပြီ ဖြစ်ပါတယ်။ယေရှုကုံလွတ်ပြီးသွားပြီ။အဲ့တော့တန်ရှင်တော်ဝိညာဉ်တော်ခါရပြီးတန်ရှင်တော်ဝိညာဉ်တော်ရဲ့တုန်တင်လမ်းပြမှုကို တစ်ခုပြီးတစ်ခုကျွန်တော်တို့နာခံလိုက်လျှောက်ချင်းအဖြစ်ဖြောက်မှတ်ခြင်းတစ်ခုပြီးတစ်ခုရတာကိုဖြောက်မှတ်ခြင်းပါရမီလို့ခေါ်တယ်။အဲ့လိုရတဲ့တစ်ခုပြီးတစ်ခုရတဲ့ဖြောက်မှတ်ခြင်းအကျိုးလည်းတစ်ခုပြီးတစ်ခုနော်ခံရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့နားလည်ဆင်ခြင်းတာကတော့ကျွန်တော်ယုံကြည်သူမှာတချို့ရောနေတာရှိတယ်ပေါ့။ ဟိုဒါကိုဖြတ်မှချင်းကိုမြည်ခုဖို့ပြောချင်တာမဟုတ်ပါဘူးနော်ငါဒါလုံနိုင်တယ်ဒီလုံနိုင်တယ်နော်ငါအစာရှောင်းတယ်ဖာရရှဲလိုမျိုးအဲ့တော့မြည်ခုဖို့မဟုတ်ဘူးတော်ရန်ကျန်းစကားပြည့်စုံခြင်းတိုင်းမှာကောင်းကြီးရှိတယ်ကောင်းကြီးရှိပါတယ်ဖြတ်မှချင်းတစ်ခုတိုင်းမှာကောင်းကြီးတစ်ခုပြီးတစ်ခုရည်တွက်ဖို့ပဲရှိပါတယ်ဒါလဲကျွန်တော်ကိုယ့်အကူလုံနိုင်တာမဟုတ်ပါဘူးဝိညာဉ်တော်မှစတာဖြစ်တယ် ကျွန်တော်တို့ကကျွန်တော်ခဏခဏပြောလို့ဟုတ်ကဲ့ဆိုပြီးတော့မှဆုံးဖြတ်ဖို့ပဲရှိပါတယ်အဲ့ဒါဆိုရင်တော့ဒီနေ့အသက်တာမှာကောင်းချီးမင်္ဂလာနဲ့ကျွယ်ဝနေတော့သူဖြစ်လာလိမ့်မယ်ပြင်လဲခရစ်တော်ကအဆွေးမထိမချန်နဲ့နဲ့တဲ့အရာတွေကဘာမှာဖယားပါလို့တော့မလဲအကုန်လုံးနော်ဖွင့်ပြချင်းခိုင်းမယ်အတိပေးမယ်တိုင်ပင်ချင်းခိုင်းရမယ်ဒီနေ့ကပောက်ချန်ခန်း78ကြည့်မယ်ဆိုရင်တော့ ရသခင်ကတောရုံနဲ့ကောမောရာကိုဖျက်ဆီးဖို့လို့တော့အာဗျံနဲ့အရင်တိုင်နေတာသူ့မှာပြောပဲငါဘယ်လိုလုပ်မလဲတဲ့အဆွေဆိုတာအားတတိုင်းမှာပဲတင်းသက်တာလေเนาะအချင်းအဖင်ရတဲ့ဖြောင့်မတ်ခြင်းရှိတယ်ဆိုရင်တော့ဖျက်သခင်က तू လုပ်မဲ့တင်းရမြို့မှာ तू မလုပ်မလဲတင်းရနိုင်ငံမှာ तू မလုပ်မလဲကဘာချင်းမှာမလုပ်မလဲတင်းရအတိပေးမှာလုပ်မှာဖြစ်ပါတယ်เนาะပြင်လဲကောင်းကြီးနဲ့ ရွှေဝတ်နေမှာဖြစ်တယ်ပြောကြရင်လည်းနေကုန်ချုပ်တယ်ကျွန်တော်အားလုံးကိုဖျက်သခင်ကောင်းချီးပေးပါစေအာမင်